ပျောက်ဆုံးနေတဲ့မင်းသမီးလေးအန်နာစတာစီယာ1900တခုနှစ်ဆိုတဲ့ရှေးကြကြအချိန်ကာလတခုတုန်းကပေါ့ကွယ်တက်ဆာနီကိုလက်စတူနဲ့အေဂရစ်မီမီဘုရားအလက်ဇန်းဒါရိုမန်နော့ဖ်တို့စီမှာချစ်စရာကလေးမလေးတယောက်မွေးဖွားလာခဲ့ပါတဲ့ တူမဟာမွေးချင်း၅ယောက်ထဲမှာဒုရယအငယ်ဆုံးလေးဖြစ်ပြီးတူမရဲ့အလားတရာအတိုင်းအနာစတာစီယာလို့မိဘတွေကအမည်ပေးခဲ့ကြတာပေါ့အဲ့ရဝင် ပုံမြင်တွေထဲမှာပါတယ်ဒိုရီတင်းနှင်းချပြီးသားအနာစတေးရှားလို့စူပါဟီးရိုးမဟုတ်ပေမဲ့ဒီအနာစတာစီယာကတော့ဘဝကိုခွန်အားနဲ့ရှင်သန်ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ် အပြင်လောကဟာခရံဖြစ်ပွားမှုနဲ့အထိတ်တလန့်ဖြစ်စရာတွေပြည့်နေနေပါတယ်။ဒါကြောင့်ဘယင်ကြီးတို့ဇနီးမောင်နှံဟာ သူတို့ကလေးတွေအတွေ့အပြင်ထွက်စရာမလိုတဲ့ဥယင်ကျဲကြီးတခုဆောက်လုပ်ဖန်တီးပေးခဲ့ပါတဲ့။အစီစဉ်ချားထားတဲ့အတိုင်းအရာရာဟာပြည့်ပြည့်စုံစွာလေပန်းနေခဲ့ပါတယ်။ကလေးတွေက အိမ်ထဲမှာပညာစည်းဝေးခဲ့ကြပြီးကဘာကြီးရဲ့အကြောင်းကိုဥယျင်ထဲကပန်းတွေပြားပုံးတွေကြားမှာသင်ယူခဲ့ကြရတာပေါ့ဒါပေမဲ့သူတို့ဘလောက်ပဲစူးစမ်းကြပါစေတက်စာနဲ့အေဂရစ်မိဖုရားတို့ကအညံအစိုးရအားလုံးကင်းဝေးအောင်တော့မတက်တာခဲ့ကြပါဘူးတဲ့ငါစစ်ပွဲမှာရှေ့တန်းထွက်ရမယ်လူတွေကငါတို့မိသားစုကိုမယုံကြဘူးအခုကသူတို့ယုံကြည်မှုခိုင်မာလာဖို့အတွက်စူးစမ်းရမယ့်အခွင့်အရေးပဲ နိုးမဖြစ်ဘူးရှင်သွားလို့မရဘူးလေရှင်မှာအိမ်တော်ရှိတယ်ကလေးတွေရှိတယ်နိုင်ငံအတွက်တာဝန်တွေရှိတယ်မိမရဲ့ဒီစီရဲကလည်းငါတာဝန်တွေပဲလေငါသွားကိုသွားရမယ်ငါတို့အနေနဲ့ဂယုတစိုက်ရှိတယ်ဆိုတာပြည်သူတွေကိုပြရမှာပေါ့ဒါဆိုကျွန်မလည်းရှင်နဲ့တူလိုက်မယ်စစ်ထဲကလေးတွေကိုပါဆွဲခေါ်လို့မရဘူးလေကွာတားလည်းပဲစစ်ထဲလိုက်မယ်တမီးလည်းအမေနဲ့တူလိုက်မယ်တမီးရောပဲကလေးတို့ရဲ့ဒါကစိတ်ကူးကောင်းလို့ထင်နေကြတာလား နေပါအောင်အိုကာနဲ့အနာစတာစီယာရောဘဲသွားကြလဲတမီးတို့ဒီမှာပါအဖေနဲ့အမေပြင်ဘသူ့ကောင်မှဒီကနေထွက်မသွားစေချင်ဘူးကျေးဇူးပြုပြီးဒီမှာပဲနေပါနော် အဖေတို့နေလို့မရဘူးအဖေတို့ရဲ့ရုရှားအင်ပါယာကိုကာကွယ်ဖို့အဖေတို့သွားမှကိုဖြစ်မယ်တမီးတို့ကတော့နေခဲ့မယ်ကောင်းသားပဲဒါကတော့တမီးတို့ရွေးချယ်မှုပဲလေဒီနိုင်ငံတွေကဘေးကင်းပြီးသားပါဒါပေမဲ့စစ်ပွဲအတွက်အင်းအားအနေနဲ့တမီးတို့စေတနာဝန်ထမ်းလုပ်မယ်။တွန်နာပြုတ်အကူတွေပေါ့။ဘာ ုနာပြုတ်ဟုတ်လားကြားရတာဝမ်းသာစရာပဲအယံတော်တဲ့အဖေသမီးတွေပြည်သူတွေအဖေတို့မိသားစုကိုယုံကြည်ဖို့သမီးတို့ကတကယ်အံ့ဖွယ်အရာတွေကိုလုပ်နေကြတာပဲကျေးဇူးပါအဖေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဖေရက်ပိုင်းအတွင်ပါပဲတဆာနဲ့ဧကရစ်မိဘရားတို့ထွက်ခွာမယ်မိုးတောက်မနဲ့ခင်ကို ရောက်ရှိလာခဲ့တာပေါ့ကွယ်သူတို့ခရီးကိုစားတင်မှုရက်ထလုံးပေါ်မှာပြည့်စည်တွေကို တင်ဆောင်ထားခဲ့ပါတယ် ။နာယီပိုင်းတွင် အဖေတို့ရထားနဲ့ခရီးဆက်မယ်။ကောင်းကောင်းနေကြတော့ကလေးတွေအမေတို့လွမ်းနေမှာမကြခင်စားလဲလှမ်းရင်မယ်နော်။မိန်းကလေးငယ်လေးတွေဟာလက်ပြနှုတ်ဆက်နေကြကြပါမယ်။ဒီအချိန်ဟာသူမတို့ရဲ့မိသားစုကို နောက်ဆုံးမြင်လာရတဲ့အချိန်ဖြစ်မှန်းတော့မတိခဲ့ကြပါဘူးတဲ့။ငါတို့ဘာသာစီးပွားရေးစလုပ်ဖို့မြို့ထဲကိုရှောက်ပတ်ကြည့်ရမယ့်အချိန်ပဲနော်။ ဒါပေမဲ့ဥယျင်ထဲကနေငါတို့ထွက်ခဲ့ဘူးတာမှမဟုတ်တာအရင်ကဆိုအိမ်ထဲကနေအပြင်တကားမှမထွက်ဘူးကြဘူးလေစစ်ပွဲအတွက်အားပြဖို့ဒုနာပြုတ်လုံးမယ်ဆိုရင်အိမ်ထဲကမထွက်ပဲဘလို့လုပ်ဖြစ်မှာလဲနင်ပြောတာလည်းဟုတ်ပါတယ်သွားကြတာပေါ့အနာစတာစီယာနဲ့အိုကာရိုမြို့ထဲကို ရောက်ရှိလာခဲ့ကြတဲ့အခါသူတို့မိဘတွေဘေးမတိခဲ့တဲ့အရာတွေကိုတိလိုက်ကြရပါတဲ့ဒီနေရာကစိုးဝါလိုက်တာနော် ဒီလောက်လူတွေအများကြီးနာကျင်စာလောင်နေကြတာငါတကားမှမတွေ့ဘူးဘူးငါတို့ကိုညီဖို့ဆုံးဖြတ်ချက်ချထားတာကိုဂုံယုံမိတယ်ပြောင်းလဲမှုတစ်ခုခုလုပ်ရမယ့်အချိန်တော့ကြပြီရဲအနှဲငယ်ပြင်ဆင်မှုပြီးတဲ့နောက်မိန်းကလေးတွေဟာစစ်ပွဲထဲပါဝင်လာကြတာပေါ့ချက်ချင်းဆိုသလိုတူနာပြုတ်အကူတွေအဖြစ်တာဝန်ယူခဲ့ကြပါတည်းလူတွေကို ကူညီတဲ့နေရာမှာသူတို့နှစ်ယောက်စလုံးကကျွမ်းကျင်ပိုင်နိုင်လာပါတယ် အကောင်ဆုံးကတော့သူတို့ကဘသူရင်းဆိုတာကိုဘသူမှမသိခဲ့ကြတဲ့အချက်ပါပဲ။ဆဲအထောက်ပံ့ပစ္စည်းတွေရောက်လာပြီးတဲ့အနာစတာစီယာကြီးတဲအနောက်ဘက်မှာတဲလာတဲ့သူနဲ့သွားတွေ့ပြီးကုန်လေချပေးဖို့လိုတယ်။ဟုတ်ကဲ့ပါရှင်။အိုးအတော်ပဲဒီမှာပါနော်ကျွန်တော်နာမည်က Love ပါဗျာ။ဒါနဲ့ဒီကရောဘယ်လိုခေါ်ပါသလဲ။အနာစတာစီယာလို့ခေါ်ပါတယ်။နာမည်ကရှားသားနော်။လူတွေသိမ့်မမဲ့ကြဘူးလားလို့လေ။ မင်းနာတဆာရဲ့တမီအနာစတာစီယာရိုမန်နော့များဖြစ်နေရင်တော့ရည်စရာကောင်းမနေပေဘူးလားနော်။ကျမဟုတ်ပါတယ်။အင်ဖာယာမင်းသမီးလေးလေးစားမှုကိုဖော်ပြခွင့်ပြုပါခမ ्या ။ကျွန်တော်မသိခဲ့လို့ပါတောင်းမှန်ပါတယ်ခမ ्या ခွင့်လွှတ်ပေးပါ။ကဲကဲထားပါ။တခြားသူတွေရှင့်ကို မြင်သွားပါအောင်မေ။ဘာကိုပြောတာလဲ။ကျမအမနဲ့ကျမကစစ်ပွဲအင်အားအတွက်စေတနာဝန်ထမ်းလုပ်နေကြတာဘယ်သူမှမသိကြပါဘူး။မင်းမကဒီမှာလား။တမိသားစုလုံးရောဒီမှာပဲလား။ မဟုတ်ပါဘူး။ကိုကပဲရှိတယ်။ကျန်တဲ့သူတွေကရှေ့တန်းထွက်သွားခဲ့ကြတာ။လောက်ပါရှင်။ကျမတို့ဒီမှာရှိနေတာကိုလူတွေကမသိစေချင်လို့ပါ။ကျမတို့ဘသူတွေဆိုတာမသိတာကကျမတို့အတွက်ပိုပြီးဖိကင်းပါတယ်။လွတ်လွတ်လပ်လပ်ပြောခွင့်ရှိမလားယင်။ရပါတယ်။တအားကင်းကြီးနှန်းကြီးဆန်စရာမလိုတော့ပါဘူး။ဘသူမှမင်းဘသူပါဆိုတာမသိကြဘူး။တဆာရိုမန်တို့ကမင်းတို့ကိုအိမ်ထဲမှာပဲဘောင်ခတ်ထားခဲ့တယ်လေ။မင်းတို့ကလေဒီယာနိုင်ငံကမှန်းတော့ငါတို့တွေတတိထားမိမှာမဟုတ်ဘူး။ ကောင်းပါတယ်။ကဲအခုဒီဘုံတွေချပြီးလှုပ်ရှားရှိတာလှုပ်ကြတာပေါ့။နေတိုင်းနေတိုင်းလက်ဖာကုံစီတွေကိုတူနာပြုတ်ရဲ့ရွက်ပြင်တဲစီကို လာပို့တတ်ပါတယ်။အဲဒီတော့အန်နာစတာစီကလည်းလက်နဲ့နေတိုင်းလိုလိုတွေးဖို့သွားရတော့တာပေါ့။ရက်တာတစ်ပတ်အနေငယ်ကြာလာပြီးတဲ့နောက်နှစ်ယောက်သားပိုရင်းကြီးကျန်းဝင်လာခဲ့ကြပါတယ်။ရေလေးရနိုင်မလား။ဟုတ်ကဲ့ခဏနော်။အန်နာစတာစီကိုရှာလိုက်အောင်မယ်။ မတန်ရင်အနာစတာဆီယာကို တွေ့မိလားပစ္စည်းပို့တဲ့သူရောက်လာလို့ကုန်တွေသွားချနေတယ်လေဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒါလွန်ခဲ့တဲ့တနားရီလောက်ကတည်းကလေအဲ့ဒီကောင်မလေးဘာတွေလုပ်နေလဲမသိဘူးအနာစတာဆီယာကတော့ left နဲ့ချစ်ကြိုးတွေတွေ့ရင်စကားဖောင်ဖွဲနေခဲ့ကြလေရဲ့ဒီချစ်ပွဲလေးကိုဖျက်ရတာတော့အာနာမိပါရဲ့ဒါပေမဲ့ငါတို့လှုပ်ရှားအလုပ်ရှိတယ်လေနက်စမလေးနက်ကြရီရိုမန်နိုမီတာဆိုက ရှေ့ထဲမှာရောက်နေတယ် အဲ့ဒီမိသားစုအတွက်ပုံမှန်မဟုတ်တဲ့တီနီယာလျှို့ဝှက်ချက်ကိုတောင်မထိမ့်သိမ့်ကြဘူးတက်စာရဲ့အကရစ်မီဘရားနဲ့သူတို့ရဲ့ကလေးသုံးယောက်ဘသူရင်းဆိုတာကို ကျွန်တော်တို့ဖော်ထုတ်ပြီးပြီသိရပြီနောက်နှစ်ယောက်ကတော့သူတို့နာမည်တွေကိုတောင်ပေးမသိထားကြဘူးဆိုပဲတေဆန်းမှာရိုမန်တို့မိသားစုရာချက်ချင်းအရေးယူဆောင်ရွက်ကြစို့ဖြည်းဖြည်းနဲ့မှန်မှန်လှူဆောင်ခြင်းကသာပြိုင်ပွဲကိုနိုင်စေတာပါငါပေါ်တာကြီးရဲ့အကွက်ထဲဝင်လာမယ့်နေရာမှာငါတို့စီကနေအများကြီးယူထားတဲ့အဲ့ဒီမိသားစုကိုလက်စားချေဖို့ငါတို့အလဲကြလာမှာပါ သူတို့ရဲ့ဆွေးရွားလာတဲ့မူဝါဒတွေနဲ့ငါတို့ရဲ့နိုင်ငံကိုဖျက်ဆီးခဲ့ကြတယ်။တရေဘောကြောင်ကြောင်နဲ့အုပ်ချုပ်ကြတယ်။ငါတို့ကသူတို့ကိုအဆုံးသတ်ပေးရလိမ့်မယ်။အာလက်ကပြန်ရောက်နေပြီကိုမျိုးတဲကဘာတင်းထုခဲ့သေးလဲ။ပျောက်နေတဲ့သမီးတွေရဲ့တရင်အဆနာတွေများရခဲ့သေးသလား။မရခဲ့ပါဘူးဆရာ။စိတ်ချပါတငယ်ချင်းတို့ရ။သူတို့မိသားစုရဲ့လက်ကျန်လူတွေကိုရှာဖို့ငါတို့ဇက်တိုက်စ조사နေမှာပါ။ငါလူတွေလည်းသူတို့ကိုရှာဖို့အဲ့ဒီမှာရှိနေကြပါတယ်။ငါတို့အချိန်ရောက်လာမှာပါ။တား မင်းသူတို့ကိုရှာတွေ့တာနဲ့အဖေကိုပြောကြလားဟုတ်ကဲ့ပါအဖေသူတို့မိပြီရိုမန်တို့ရဲ့ကလေးတွေကိုမိပြီအားလုံးကိုလားတားတို့ကအားလုံးကိုမိသွားပြီလားဟိုးအနာစတာစီယာရေအနာစတာစီယာဘာမှလဲအိုဂါရောဘယ်မလဲကျွန်တော်သူတို့နဲ့တွေ့ဖို့လိုနေပြီ အခုစိတ်အေးအေးထားဖို့ကြိုးစားကြရအောင်ပါစိတ်မအေးနိုင်ပါဘူးဗျာသူတို့ဘာမှလဲလက်ဖြေမင်းအစဉ်ပြေတာမြင်ရလို့ကိုအယံဝမ်းတာတာပဲကွာ ဒါပေမဲ့ကျမအမတော့အဆင်မပြေဘူး။သူတို့အိုကားကိုဖမ်းမိသွားကြပြီ။ကိုစိတ်မကောင်းပါဘူး။ကိုလေကျမကိုရှာဖို့ရှင်ဘလူရောက်လာတာလေ။ဘာကိုပြောတာလဲ။ရှင်ကကျမကိုရှာဖို့အပြည့်ရောက်လာလို့လေ။အိုကားဖမ်းမိတာဘသူမှမမသိဘဲကိုဒါပေမဲ့ရှင်ကတနည်းနည်းနဲ့သိနေတယ်။ရှင်ဘလူသိတာလဲလက်။အစောကတည်းကကိုမင်းကိုပြောပြချင်ခဲ့တာပါကွာ။ဒါပေမဲ့အချိန်နေမပေးသေးလို့ပါ။အချိန်မကြသေးလို့ ကိုဘေကသူနဲ့မိမိသားစုကိုလိုက်ရှာနေကြတဲ့သူ့ရဲ့တဘုံအဖွဲအတွက်ကိုကိုဒီမှာတရှိုးအဖြစ်လွတ်ထားတာ။ဘာမဖြစ်နိုင်ဘူး။ဒါပေမဲ့ကိုကတိပေးပါတယ်။ကိုမင်းကိုတွေ့ကြတဲ့ကမင်းဘသူဘဝဆိုတာနဲ့တီနီယာကိုလျှို့ဝှက်ထားခဲ့ပါတယ်။ကိုသူ့ကိုမပြောပြခဲ့ပါဘူး။ချမရှင့်ကိုယုံကြည်ခဲ့တယ်။ဆက်ပြီးယုံနိုင်ပါတယ်ကွာ။ကိုမင်းကိုချစ်မိနေပြီလို့သိခဲ့ရကြတဲ့ကကိုသူ့ကိုဘာမှမပြောတော့ဘူး။မင်းတို့ဒီမှာရှိနေကြတယ်လို့သူတို့သိနေကြမှန်းကိုကြားခဲ့ရတယ်။ ကြားကြချင်းတားမလို့စူးစားဖို့အတွက်ပြေးလာခဲ့တာပါအနာစတာစီယာရဲ့ကျေးဇူးပြုပြီးမင်းကိုကိုတော့ယုံကြည်ရမယ်နော်ကျမရှင့်ကိုဘယ်လိုများယုံရမလဲယုံပါတော့မလဲရှင့်မိသားစုကြောင့်ねသူတို့က ကျမရဲ့အမကိုဖမ်းသွားကြပြီလေရှင့်ဖေကကျမတို့မိသားစုပြိုခွဲအောင်ဖျက်ဆီးခဲ့တာပဲကိုသိပါတယ်နားလဲပါတယ်ဒါပေမဲ့သူမင်းကိုမဖမ်းမိဘူးလေမင်းအဆင်ပြေနေတာပဲလေမင်းကိုနဲ့လိုက်ခဲ့ရင်ဘေးကင်းအောင်ကိုထားပေးမှာပေါ့ ဘာလို့ကျမကရှင်နေလိုက်နေကြမှာလဲတခြားဘာများရွေးချယ်စရာအခွင့်အရေးတွေမင်းမရှိလို့လဲအနာစတာစီယာကောင်းပြီလေညလေကြကိုရိုဒီမာတွေ့မယ်အတူတူထွက်သွားကြမယ်နာရီပိုင်းလောက်ကြာပြီနော်အနာစတာစီယာကလက်ကိုလာရောက်အောင်မှတွေ့လိုက်ရပါတယ်မင်းလာလို့ကိုဝမ်းတာတယ်ကိုရိုဒီမျိုးတွေကထွက်တာနဲ့ဘေးကင်းတာတေချာစေဖို့မင်းရဲ့နာမည်ကိုပြောင်းရမယ်မင်းနာမည်ဘယ်လိုခေါ်တယ်လဲ next ကြာ တွေ့ရတာဝမ်းသာပါတယ်နက်စတာငါကအန်ဒရေးပါကျမရှင်နေမလိုက်တော့ဘူးဘာကျမမှာအသက်ရှင်ကြရင်ဖို့အခွင့်အရေးရှိခဲ့ရင်ကိုဘသာပဲရက်တည်မယ်ကျမရဲ့မိသားစုကိုဖန်ထားတဲ့သူရဲ့သားနဲ့တော့တခီးတဲ့အတူမသွားနိုင်ဘူးနှုတ်ဆက်ခဲ့ပါတယ်လက်အနာစတာစီယာဟာသူမရဲ့ဘဝအသက်ကိုနက်စတာအဖြစ်အရင်ညမှာစတင်ခဲ့ပါတယ်ရိုမန်နော့မိသားစုရဲ့စိတ်ပိုင်းဆိုင်ရာတန်မာတဲ့သူလေးပေါ့ ပြီးတော့လူတွေက ပြောကြတာလည်းရှိပါသေးတယ်။ဒုမဟာနဲ့အတန်ကြာအောင်နိုင်ငံတော်ဖျက်ချက်ပြီးအသက်ရှင်ကျန်ရဲခဲ့ပါတဲ့။လက်ဖြဲအဖေကရိုမန်တို့မိသားစုတစ်ခုလုံးကသူတို့အပြစ်ကြွေတွေကိုဝန်ခံပေးဆက်ခဲ့ကြတယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။လူတော်တော်များများကတော့ဒါမမှန်ကန်ဘူးလို့ယုံကြည်ကြပါတဲ့။ ကလေး9ယောက်နဲ့မိသားစုတစုကိုဖျက်ဆီးပစ်ဖို့ဘသူကအဲ့တလောက်ထိ မကောင်းချင်နိုင်မလဲနော်။ကောလာဟာလာတရင်တွေ ပြောကြတာတော့အနာစတာစီယာတယောက်ကသာလျင်တတိတတန်လေးအသက်ရှင်ကျန်ရည်ခဲပါတဲ့ကွယ်။သူမပဲလွမြောက်သွားခဲ့ပြီ။ Next Star ဆိုတဲ့နာမည်နဲ့တခြားတယောက်လိုဖြတ်တန်းနေထိုင်ခဲ့ရလို့လေအများစုက အခိုင်အမာ ပြောကြပြန်ပါတယ်။ ရိုမန်နိုမိသားစုရဲ့အချိန်မတန်ခင်နှုတ်ဆက်ခွဲခွာရခြင်းပြီးတဲ့နောက်နှစ်တွေကြာမြင်ခဲ့ပြီး next ကြာကို လူပြောများတဲ့တာဒကာတွေထဲမှာသာ ပုံဖော်မြင်ယောင်ကြည့်ခဲ့ကြရပါတယ်။ရိုမန်နိုမိသားစုရဲ့အဝေးကဆွေမျိုးနေခြင်းတွေဟာအနာစတာစီယာတယောက်တော့အသက်ရှင်နေအောင်မှာပါဆိုတဲ့မျောလင်းချက်တွေနဲ့သူမကိုရှာတွေ့ဖို့အသေးအတန်စူးစမ်းခဲ့ကြပါတယ်။ မက်လောက်စရာစုတော်လက်တော်တွေကြီးမြင့်ပေးတဲ့အထိလူတွေလွှတ်ရှာခိုင်းမိမယ်လေတရားမှမရှာနိုင်ခဲ့ကြတော့ပါဘူးအမှန်တရားကို တို့တွေဘယ်တော့မှ မသိနိုင်ကြတော့တာလဲဖြစ်နိုင်မှာပါတကယ်တော့အနာစတာစီယာရဲ့ကန်စမာနဲ့ပတ်သက်တဲ့အဖြစ်မှန်ကို ခိုင်ခိုင်မာမာပြောပြနေတဲ့ဇလန်းတွေကလည်းအများကြီးရှိပါသေးတဲ့။သူမအသက်ဘေးကလွတ်ခဲ့ရဲ့လား။သူမအသက်ရှင်ကျန်ရခဲ့သလား။ တေချာပေါက်တိကြတာကတော့သူမရဲ့ဇလန်းလေးဟာအမြဲအသက်ဝင်နေစေဆိုတာပါပဲ။ဒါဆိုအခုကလေးတို့ကိုမေးပြရစေကွယ်။အနာစတာစီယာတယောက်ဘာများဖြစ်သွားခဲ့တယ်ထင်ကြသလဲ။ကလေးလေးတို့တွေ့မိသလောက်ကိုကောမန့်မှာအမြင်လေးတွေရေးသားခဲ့ကြပါအောင်နော်။